ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်လုံးနှက်ဘတ်ရွာအနောက်ဘက်မှာပိုးအပြည်သူစစ်တပ်သားတွေဘိမ့်မဲ့ချက်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါတယ်ဒီကိစ္စကို PNO ဦးနေဝင်းထွန်းလက်အောက်ကတပ်သားတွေဦးဆောင်နေပြီးနဂဘတ်ရွာကန်းနဲ့ပင်လောင်းတောင်ကြီးတို့ကတထေးတွေရှယ်ယာဝင်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်သူတို့ချက်နေတာ၃နှစ်ရှိပြီမှနှစ်ကတော့ရှုံးကြတယ်ဒီနှစ်လည်းချက်နေတယ် ရှေယာဝင်တဲ့လူတွေကလည်းတကယ့် PNO နဲ့နှိဆက်တဲ့အပိုးတထေးတွေလို့ဒေသခံတူကမဲခေါင်ကိုပြောပါရယ်ပင်လောင်းဟိုပုံဆန့်ကားနဲ့ဖဲခေါင်ထွက်ဘိန်းတွေကို PNO ကဝယ်ယူပြီးအဲ့ဒီနေရာတွေမှာပဲချက်ကြတယ်လို့သူကဆက်ပြောပါရယ် PNO ကဒေသခံတွေရဲ့ဘိန်းဆိုင်ခင်းတွေကိုစက်ကြေးကောက်တဲ့အပြင်ဘိန်းစိမ့်ကိုပြန်ဝယ်ရမှာလဲငွေအကုန်မချေပဲ WY ဆေးပြားနဲ့တဝက်ပေးချေတယ်လို့ဒေသခံတွေကဆိုပါရယ်အဲ့ဒီဒေသတွေမှာဘိန်းမဲတကီလို့ ချက်6သိန်းကျော်ရှိပြီးဘိမ့်မဲနဲ့ဓာတုပစ္စည်းရောဆက်ချက်ထားတဲ့နံပါတ်3မူရစ်ဆေးဝါးဝှမ်းဖီးမှာအရေးသွေးလိုက်1ကီလို730ကနေ80အထိပေါက်ဆေးရှိပါတယ်။တချို့ရွာဆိုရင်ပီယန်နိုနဲ့စကားလက်ခံထားတာရှိတယ်။ဘိမ့်ပေါ်ချိန်သူတို့စီပဲရောင်းရမယ်။ပြီးရင်ငွေနဲ့80ရာခိုင်နှုန်းလက်ခံရမယ်။20ရာခိုင်နှုန်းကျဆေးပြားလက်ခံရမယ်ဆိုပြီးအပေးယူလုပ်ထားတာရှိတယ်။အဲ့လိုတွေကြောင့်ဒေသခံတွေကအေးအေးဆေးဆေးစိုက်ပျိုးနိုင်တယ်။ ရဲစစ်သားလာဖြတ်မှာကိုလည်းမကြပါတော့ဘူးလို့ဒေသခံတူကပြောပါရယ်ပင်လောင်းတောင်ဘက်နဲ့အနောက်ဘက်ခြေရွာအများစုမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းဘိန်းကိုတိကစိုက်ပျိုးလာကြပြီးမိုးရေမရတဲ့ရာသီတွေမှာရေသွင်းပြီးတစ်နှစ်နှစ်ကြိမ်စိုက်ပျိုးကြတယ်လို့လည်းသိရပါရယ်